အာဆီယံဒီတာတွင်မြန်မာထက်စိုးရတဲ့အကြပြန့်အခြေစိုက်ရာနိုင်ငံကတော့ကမ္ဘောဒီးယားနိုင်ငံပဲဖြစ်ပါတယ်။ကမ္ဘောဒီးယားနိုင်ငံမှာပထမအကြိမ်နေနေမှုတွေပြီးတဲ့နောက်ကမ္ဘောဒီးယားကကြာပြန့်တွေဟာမြန်မာနိုင်ငံကိုပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။အခုခါမှာတော့ကမ္ဘောဒီးယားမှာလည်းကြာပြန့်လုပ်ငန်းတွေပြန်ပြီးကောင်းထောင်နေပါပြီ။မြန်မာလူမျိုးရံတဲ့ချီဟာလည်းကမ္ဘောဒီးယားကြာပြန့်လုပ်ငန်းတွေမှာအလုံးလုံးနေတယ်လို့စုံစမ်းသိရှိရပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကတော့အမေရိကန်တရားရေးဌာနဟာ Prince Group ပိုင်ရှင် Chelsea ကိုကမ္ဘောဒီးယားနိုင်ငံမှာကြာပြန့်စခန်းတွေဖွင့်ပြီးကမ္ဘာတဝန်းကနေ cryptocurrency ဒေါ်လာဘီလီယံပေါင်းများစွာနှိမ့်လည်ခဲ့မှုနဲ့တရားစွဲဆိုခဲ့ပါတယ်။ American ဘဏ္ဍာရေးဌာနကဆိုရင်သူနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဆိုတဲ့ Bitcoin ဒေါ်လာ14ဘီလီယံဘုတ်ကိုသိမ်းဆည်းခဲ့ပြီးဒါဟာသမိုင်းတစ်လျှောက်အကြီးမားဆုံး crypto ငွေကြေးသိမ်းဆည်းမှုဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့သူ့ရဲ့ Prince Crew Company website မှာတော့သူ့ကိုလေးစားခံရတဲ့စုံမှုတီထွေလုပ်ငန်းရှင်နဲ့ထင်ရှားတဲ့ပရိသတ်ဓမ္မအဖြစ်ဂုဏ်တင် ဖော်ပြထားပါတယ်။ဒီလိုကွဲလဲနေတဲ့ပုံရိပ်နှစ်ခုကြားကချန်စီဆိုတာဘယ်လိုလူမျိုးလဲ။ ူရဲ့ဇလန်ကတရုတ်နိုင်ငံရှိတောင်ပိုင်းဖူချန်ပြည်နယ်ကနေစတင်ခဲ့ပါတယ်။အောင်မြင်မှုမရခဲ့တဲ့အင်တာနက်ဂိမ်းကုမ္ပဏီလေးတစ်ခုကနေ2010-2011လောက်မှာသူဟာကမ္ဘောဒီးယားနိုင်ငံကိုရောက်လာခဲ့ပါတယ်။အဲဒီချိန်ကတရုတ်ရဲ့ Back and Road Initiative ကြောင့်တရုတ်ယင်းနှိမ့်ညံ့မှုတွေအလုံးကြီးနဲ့ဝင်ရောက်နေပြီးကမ္ဘောဒီးယားရဲ့အိမ်ချမ်းမြေဈေးကွက်ဟာအရှိန်အဟုန်နဲ့တိုးတက်နေခြင်းဖြစ်ပါတယ်။ဖနမ်ပင်မြို့ရဲ့ပုံရိပ်ဟာပြည်သူ့ကိုလိုနီခေတ်အဆောက်အုံတွေစီကနေဘုံမြော်တိုက်တွေဖြစ်ပြောင်းလဲသွားခဲ့ပြီးတချိန်ကတိတ်ဆိတ်ခဲ့တဲ့ပင်လယ်ကမ်းခြေမြို့လေးဖြစ်တဲ့ တရားနုပြည်မျိုးဟာဆိုရင်တရုတ်နိုင်ငံမှာတရုတ်နိုင်ငံကတရားမဝင်တဲ့လောင်းစားလုပ်ငန်းတွေကြောင့်ကာစီနိုမျိုးတော်ကြီးဖြစ်အသွင် ပြောင်းသွားခဲ့ပါတယ်။ဒီလိုခွေလန်းတွေကြောင့်မှာချန်စီရဲ့တိုးတက်မှုကတော့မြုံနိုင်လောက်အောင်မြန်ဆန်ခဲ့ပါတယ်။2014မှာသူဟာကမ်ဘောဒီးယားနိုင်ငံသားဖြစ်လာပါတယ်။2015မှာတော့အသက်28နှစ်အရွယ်နဲ့ Prince Group ကိုတည်ထောင်ခဲ့ပါတယ်။2018မှာ Prince Bank ကိုဖွင့်လှစ်ခွင့်ရခဲ့လို့ ယောဘသမဂ္ဂကိုလွယ်လွယ်ကူကူဝင်ရောက်နိုင်တဲ့စိုက်ပရက်နိုင်ငံသားအဖြစ်ကိုလည်းဒေါ်လာ2.5တန်းရင်းနှီးပြုံနိုင်ခဲ့ပြီးရယူခဲ့တာဖြစ်ပါတယ်။2020မှာတော့အစိုးရကိုအနည်းဆုံးဒေါ်လာ5သိန်းလူတန်းမှရနိုင်တဲ့ NAC အုံညာဆိုတဲ့အမြင့်ဆုံးဘွဲ့ကိုဘီအင်ကိုရိုင်းကချီးမြှင့်ခဲ့ပါတယ်။သူ့ရဲ့ငွေရီပေကလာလဲဆိုတာဘယ်သူမှတိတိကျကျမသိခဲ့ပါဘူး။ဒါပေမဲ့သူ့ရဲ့အဆက်အသွယ်တွေကတော့တုံ့လောက်စရာကောင်းလောက်အောင်ကြီးမားခဲ့ပါတယ်။သူဟာကမ္ဘောဒီးယားရဲ့ဩဇာအကြီးဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ င်ကြီးချုပ်ဟောင်းဟွန်ဆန်၊သူ့ရဲ့သားလက်ရှိဝင်ကြီးချုပ်ဟွန်မာနက်၊ပြည်ထောင်ဝင်ကြီးဟောင်းစာခင်တို့ရဲ့တရားဝင်အကြံပေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီကြွယ်ဝမှုတွေရဲ့နောက်ွယ်ကအမှန်တရားကဘာလဲ2019မှာတရုတ်ရဲ့ပြည်အားကြောင့်ကမ္ဘောဒီးယားဟာအွန်လိုင်းလောင်းကစားကိုပိတ်ပင်လိုက်ချိန်မှာဒီယာနူဘီမျိုးကြီးပျက်စီးသွားခဲ့ပါတယ်။ဒါပေမဲ့ချန်စီရဲ့စီးပွားရေးကတော့ဆက်လက်ကြီးထွားနေသေးပါပဲ။အမေရိကန်နဲ့ဗြိတိန်အစိုးရရဲ့ဆွဆွဲချက်အရဒီကြွယ်ဝမှုတွေဟာအာရှမှာအမျက်အစုံများဆုံးဖြစ်နေတဲ့ ်အွန်လိုင်းလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေကနေလာတာဖြစ်ပါတယ်။ American ဆိုရက Prince Group ကိုနိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းဖြစ်သတ်မှတ်ပြီးကမ္ဘောဒီးယားမှာအ ਨੇ ဆုံးကြားဖြန့်ဝန်10ခုကိုလည်ပတ်နေတယ်လို့ဆိုဆွဲခဲ့ပါတယ်။ဒီဝင်းနေထဲမှာလူတွေကိုကြေးကျွန်တွေလိုခိုင်းစေပြီးရိုင်းနှံနှိပ်စက်မှုတွေလောက်ကလေလံမှုတွေပြုလုပ်ခိုင်းတယ်လို့ဆိုပါတယ်။အခု American နဲ့ပြည်တွင်းရဲ့ပိတ်ဆို့အရေးမှုတွေထွက်ပေါ်လာပြီးနောက်မှာတော့အားလုံးဟာ Prince Group နဲ့ဆက်ဖြတ်ဖို့ကြိုးစားနေကြပါပြီ။ ပရင်စပန်ကငွေရအနှံသူတွေစိုးရိမ်နေကြလို့ကမ္ဘောဒီးယားဗဟိုဘဏ်ကကြေညာချက်ထုတ်ခဲ့ရတယ်လို့စင်ကာပူနဲ့ထိုင်းနိုင်ငံတို့ကလည်းသူတို့နိုင်ငံတွေကပရင်စကုမ္ပဏီပွဲတွေကိုစုံစမ်းစစ်ဆေးတော့မယ်လို့ကြေညာခဲ့ပါတယ်။ကမ္ဘောဒီးယားအစိုးရကတော့တပ်တွေထောက်ထားခိုင်လုံဖို့လုပ်တယ်ဆိုတာကလွဲပြီးသိသိနေသေးပါ။အခုနောက်ဆုံးမေကွန်းကတော့ချန်စီကိုရိုင်းဗမာလေးဆိုတာပါပဲ။ဒီပိတ်ဆို့မှုတွေကြေညာပြီးကလေးကသူ့ရဲ့အရေးရောင်ကိုဘယ်သူမှမတွေ့ရတော့ပါဘူး။ဒီချိန်ကကမ္ဘောဒီးယားရဲ့ဩဇာအကြီးဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တဲ့ ဒီ Huawei စံချိန်ရဲ့ကြားဖြန့် Empire ရှင်ဟာဒီထဲမှာပဲပျောက်ကွယ်သွားခဲ့ပါပြီ။သူဘယ်တော့ပြန်ပေါ်လာမလဲ။ဒါမှမဟုတ်ဘယ်တော့မှပြန်ပေါ်မလာတော့ဘူးလားဆိုတာကတော့ဖြစ်မရှိသေးတဲ့ဗဟေဒီတစ်ခုဖြစ်ကြံရှိနေသေးပဲဖြစ်ပါတယ်။